beautiful marriage လှပတော့အိမ်ထောင်ဆိုတဲ့အရာလေးကို အချက်၄၃ချက်နဲ့ပြောချင်ပါတယ်ပထမဦးဆုံးအချက်ကအိမ်ထောင်ဟာဖယားသခင်တည်ထောင်၍ကောင်းကြီးပေးတော့အိမ်ထောင်ဖြစ်လို့ဖြစ်ပါတယ်ကျွန်တော်တို့အိမ်ထောင်ပြုတ်တယ်မင်္ဂလာဆောင်နှင်းခြင်းကိုလုပ်တယ်ဆိုတာနှစ်ယောက်စလုံးကိုကျွန်တော်သိစေချင်ပါတယ်တင်တို့နှစ်ယောက်ကြိုက်လို့အောင်သွေးတော်တွေကောင်းလို့အလိုလိုဖြစ်လာတယ်လို့မထင်စေချင်ဘူး ဖယားသခင်ကိုယ်တိုင်ကတီထောင်ခဲ့ပြီးတော့မှကဘာမဖန်ဆင်းခင်ကလေးကစိတ်တော်ထဲမှာထားပြီးတော့မှဒီကနေ့သူကောင်းချီးပေးသောအရာဖြစ်တယ်ဆိုတာမမေ့ဖို့အတွက်ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ကဘာဦးချင်းအခန်းကြီး1အပိုင်းငယ်18မှာ25ခါကိုဖတ်ရင် founded by god ဖယားသခင်ကိုယ်တိုင်ဟာဒီအင်ထောင်ပြုတ်ခြင်းကိုတီထောင်တော်သူအစပြုတ်တော်သူဖြစ်တယ်ဆိုတာဒီကနေ့ပြောချင်ပါတယ် ကျွန်တော်တို့ရဲ့ကျန်းစာအုပ်အစကဘာနဲ့စတယ်လဲဆိုတော့မင်္ဂလာဆောင်နှင်းခြင်းနဲ့စတာဖြစ်ပါလေဒီလိုပဲကျွန်တော်တို့ရဲ့ကျန်းစာအဆုံးကဘာနဲ့ဆုံးတယ်လဲဆိုတော့ဗျာဒိတ်ချမ်းမှာမင်္ဂလာဆောင်ခြင်းနဲ့ပဲအဆုံးသက်တာဖြစ်ပါလေဒါရီမကဘူးဖယားသခင်ရဲ့သားတော်ခရစ်တော်လောကကိုဆင်းလာတဲ့အခါမှာလဲသူပထမဦးဆုံးသူလှုပ်ဖို့အတွက်ရည်ရွယ်ပြီးတော့မှလာလှုပ်တဲ့အရာကလည်းမင်္ဂလာဆောင်နှင်းခြင်းကို ကောင်းကြီးလာပေးတာပဲဖြစ်ပါတယ် ကာနန်မင်္ဂလာဆောင်ခြင်းဟာသူ့ရဲ့ the first miracle the first blessing သူပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့လှပတော့အိမ်ထောင်ဖြစ်ဖို့အတွက်ဆိုရင်နံပါတ်၁မှာကဒီအိမ်ထောင်ဟာဖယားသခင်ကိုတိုင်တည်ထားသောအိမ်ထောင်သူအစပြုသောအိမ်ထောင်ဖြစ်တယ်။ငါတို့ရဲ့အပိုင်မဟုတ်ဘူး။ဖယားသခင်ပေးသနာတော်မူတယ်ဆိုတာစိတ်ထဲမှာထားဖို့အတွက်ဒီကနေ့ပြောချင်ပါတယ်။အိမ်ထောင်ကဘာလို့လှတယ်လဲဆိုရင်ဖယားသခင်ကလေ တင်တို့နှစ်ယောက်ကိုအိမ်ထောင်ပြုတ်ပေးခြင်းအပြင်ခရစ်တော်နဲ့ယုံကြည်သူတွေရဲ့အိမ်ထောင်တိုင်အောင်ပုံဖော်ခြင်းလို့ပဲဖြစ်ပါတယ်။ဘုရားသခင်နာမတော်ဘုန်းကြီးပါစေ။ကျမ်းစာမှာကျွန်တော်တို့ကြည့်တဲ့အခါမှာကပ္ပဝုကျမ်းအခန်းကြီး1အပိုင်းငယ်28မှာအိမ်ထောင်ပြုတ်ပေးရုံမကဘူးနော်။ကောင်းကြီးပါပေးတယ်လို့ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဒီကနေ့ဟာဘုရားသခင်တင်တို့ကိုကောင်းကြီးပေးတော်နေ့ဖြစ်တယ်။ ကျွန်တော်တို့အားလုံးဟာဖခါကောင်းချီးပေးသောအရာမှာတည်တည်လာခံကြတာဖြစ်တယ်။လာရောက်ဝမ်းမြောက်ကြတာဖြစ်တယ်ဆိုတာဒီကနေ့ပြောချင်တာဖြစ်ပါတယ်။ဖခါသခင်တည်ထောင်ပြီးကောင်းချီးပေးတဲ့အရာအတွက်စိုးရင်စရာလုံးဝမရှိဘူး။ဒီကနေ့အိမ်ထောင်မပြုတ်သေးတဲ့သူဘယ်နှယောက်များရှိမလဲမသိဘူး။အိမ်ထောင်ပြုတ်ရင်ပတ်စံရှိမှရမယ်။ငါဘာနဲ့လုံချွေးရမလဲ။ဆိုတဲ့အတွေးတွေးနေတဲ့လူဘယ်နှယောက်ရှိလဲမသိဘူး။ ငါတော့အိမ်ထောင်မပြူတော့ဘူးကွာကိုကလည်းစင်းရဲသေးတယ်အလုတ်ကလည်းမရှိဆိုတော့ငါဘလို့မှအခြေအနေမကောင်းဘူးလို့စိတ်တကျနေတဲ့လူကြီးထဲမှာရှိလာမသိလုံးဝမကြောက်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့တင်ကမကျွေးနိုင်တော့မှသူကတင်ကိုကျွေးမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အိမ်ထောင်ပြုတ်တယ်ဆိုတာကတယောက်ထဲရုံးရတော့တာမဟုတ်ဘူးနှစ်ယောက်ရုံးရတာဖြစ်ပါတယ်အားပေးတော့သူရှိလာတာဖြစ်ပါတယ် 啊，周周弄闲了，皮吧、e, so um e？他牙嘎来搞几杯了，皮得一桌，一炒么就莫转，送去他的度娘洗，弄他哑巴。长沙个丁哥，一炒表现起来，得一桌，他送得要个哑偶，相当吧，六百。这那玩意不嘛，空啊，别吃那皮吧。啊，他今天路过哥哥，没兴趣玩呢。阿达勒，你们他妈，阿达鸡巴哑。 ငါကငါမရှာနိုင်ဘူးလို့လဲစိတ်တော့မကြပါနဲ့အာဒမ်လဲရှာပေးလို့ရခဲ့တာဖြစ်ပါလေဒါကြောင့်မလို့စုတာတောင်းပါအင်ထောင်ပြုတ်ချက်ဟာဖယားသခင်ပြုတ်တော့လှပလွန်းတော့ဖယားစတော့အရာဖြစ်ပါလေရှင်မသက်အခန်းကြီးစကိုအပိုင်ငယ်ချောင်းမှာပြောလေသူတို့ခါတဲ့နှစ်ကိုမဟုတ်တကူဖြစ်တယ်သူတို့ရဲ့မိပကိုစွန့်နေတဲ့ယုံကြည်သူတို့အင်ထောင်ပြုတ်တာဟာလေဒီကဘာမှာပဲပြရုပ်မဟုတ်ဘူး ။သင်နဲ့ကျွန်ုပ်ဟာကျွန်ုပ်တို့ရဲ့လောကီအဖကိုစွန့်ပြီးတော့မှထာဝရအရှင်သခင်ယေရှုနဲ့ထာဝရပေါင်းဖော်တော်သူများဖြစ်ပါလေ။ဟာလေလုယာ။အဲ့ဒါကိုလေယောမအခန်းကြီးခွန်တင်းတဲ့နှစ်မှာဖလပစွာရှင်ပေါလုကရှင်းပြတာဖြစ်ပါလေ။သင်တို့ကသူများမယားကိုခြိုက်တယ်လို့မဟုတ်ဘူး။သင်တို့ဟာသူများမိမကိုခြိုက်တယ်လို့မဟုတ်ဘူး။ပင်ရတရား၌တည်ပြီးမှလွတ်လွတ်လပ်လပ်ဖြစ်ပြီးမှယေရှုဖခင်နဲ့ထာဝရ လက်ထက်တော်သူဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်။အိမ်ထောင်ပြုတ်ခြင်းဆိုတာကနှစ်90ကိစ္စမဟုတ်ဘူး။နှစ်30ကိစ္စမဟုတ်ဘူး။ဘာပြောလဲဆိုတော့ရှင်မသဲ196မှာဖယားသခင်ပေါင်းစည်းထားသောအရာကိုလူတို့မခွင်းနဲ့လို့ပြောတဲ့အတွေ့ဖယားပေါင်းပေးပြီးသားဖြစ်တဲ့အတွက်တင်တို့ဟာသာဝရကိုအိမ်ထောင်ပြုတ်မဲ့သူများဖြစ်ပါလေ။ဘလောက်မိုက်လဲနော်။ဖယားသခင်ပေါင်းပြီးသားဖြစ်အင်မတန် 你龙刀，那把龙刀，银枪表情批的，你说你给你表情嘛的？你给你银枪嘛，比我拽，送给他嘞都咩事？那我讲也吧，这 i 家顶个银枪表现起来，这一拽，他送他要个腰，手刀把路呗，这那玩意不嘛，空啊被人拿批嘛。啊，他接嘞路高高高，没接住嘛呢？阿他姆嘞，也没他妈阿他吉不也巴呢？ ငါကငါမရှာနိုင်ဘူးလို့လဲစိတ်တော့မကြပါနဲ့အာဒမ်လဲရှာပေးလို့ရခဲ့တာဖြစ်ပါလေဒါကြောင့်မလို့စုတာတောင်းပါအင်ထောင်ပြုတ်ချက်ဟာဖယားသခင်ပြုတ်တော့လှပလွန်းတော့ဖယားစတော့အရာဖြစ်ပါလေရှင်မသက်အခန်းကြီး19အပိုင်ငယ်ချောင်းမှာဗာပြောလေသူတို့ကတဲ့နှစ်ကိုမဟုတ်ဘူးတစ်ကိုဖြစ်တယ်သူတို့ရဲ့မိပါကိုစွန့်တယ်ယုံကြည်သူတို့အင်ထောင်ပြုတ်တာဟာလေဒီကဘာမှာပဲပြယုံမဟုတ်ဘူး တင်းတဲ့ကျွန်ုပ်ဟာကျွန်ုပ်တို့ရဲ့လောကီအဖအကိုစွန့်ပြီးတော့မှထာဝရအရှင်သခင်ယေရှုနဲ့ထာဝရပေါင်းဖော်တော်သူများဖြစ်ပါလေဟာလေလုယာအဲ့ဒါကိုလေယောမအခန်းကြီးခွန်တင်းတဲ့နှစ်မှာဖလပစွာရှင်ပေါ်လူကရှင်းပြတာဖြစ်ပါလေတင်းတို့ကသူများမယားကိုခြိုက်တယ်လို့မဟုတ်ဘူးတင်းတို့ဟာသူများမိမကိုခြိုက်တယ်လို့မဟုတ်ဘူးပြည့်ညက်တရား၌တည်ပြီးမှလွတ်လွတ်လပ်လပ်ဖြစ်ပြီးမှယေရှုဖခင်နဲ့ထာဝရ လက်ထက်တော်သူဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်။အိမ်ထောင်ပြုတ်ခြင်းဆိုတာကနှစ်90ကိစ္စမဟုတ်ဘူး။နှစ်30ကိစ္စမဟုတ်ဘူး။ဘာပြောလဲဆိုတော့ရှင်မသက်16:6မှာဖယားသခင် ပေါင်းစည်းထားသောအရာကို လူတို့မခွဲနဲ့လို့ပြောတဲ့အတွက်ဖယားဖယားပေါင်းပေးပြီးသားဖြစ်တဲ့အတွက်တင်တော့ဟာသာဝရကိုအိမ်ထောင်ပြုတ်မဲ့သူများဖြစ်ပါလေ။မလောက်မိုက်လေနော်။ ဖယားသခင်ပေါင်းပြီးသားဖြစ်တော်ခရစ်တော်အထက်မှာကျွန်တော်တို့ကိုလည်းဘယ်လူမှကျွန်တော်တို့ကိုခွဲနိုင်မှာမဟုတ်ပါဘူးတိတ်ကိုလှပလွန်းတဲ့အင်ထောင်ပြုတ်ခြင်းဖြစ်တယ်ကျေနပ်ပါအခုချိန်မှာလေမြမြပြုံးဘာပြုတ်လဲဆိုတော့တင်းတို့ကငါးနှစ်ပဲမဟုတ်ဘူးဆယ်နှစ်မဟုတ်ဘူးထာဝရတိုင်အောင်တည်မြဲမဲ့အင်ထောင်ဖယားသခင်ပြုတ်ပေးတာဖြစ်ပါတယ်ဒုတိယတစ်ချက်ဘာပြုတ်လို့အင်ထောင်ဟာလှပတယ်လဲဆိုရင်ပြုတ်စု ထိန်ထိန်အတော်အိမ်ထောင်ဖြစ်လို့ဖြစ်ပါတယ် second slide လေးကိုကျွန်တော်ပြချင်ပါတယ်ပြုစုထိန်ထိန်ရတော်အိမ်ထောင်တစ်ဖက်မှာဆိုတော့ gardening ကျွန်တော်ဥယင်တည်ရင်လို့ပြုစုရတဲ့အိမ်ထောင်ပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ကဘာဦးချက်အခန်းချင်းနှစ်အပိုက်ငယ်15ကိုကြည့်တဲ့အခါမှာအာဒံနဲ့အေဝါကိုဖျားသခင်ကတာဝန်ပေးပါတယ် ဘာတော်ဝင်ပေးတယ်လဲဆိုတော့အရင်ဥယင်ကိုပြုစုဆုံးရှောက်ကြလောလို့သူပြောပါတယ်ဒီကနေ့တင်တော်ရဲ့အိမ်ထောင်ဟာလှပလွန်းသောအရင်ဥယင်တစ်ခုဖြစ်ပါတယ်အဲ့ဒါကိုပို့ပြီးတော့မှရှင်းဖို့အတွက်ဆိုရင်ရှင်မသက်အခန်းကြီး19အပိုင်ငယ်6မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာတင်တော်ဟာမိသားစုနဲ့တင်တော်ရဲ့ပေါင်းစည်းထားသောအရာကို မကွဲกว่าအောင်တာဝင်ယူရမယ်နှစ်ယောက်ဖြစ်ပါလေတန်ရှင်းသူတို့ယုံကြည်သူတို့ဒီကနေ့ကျွန်တော်တို့ဟာပြည့်စုံထိမ့်သိမ့်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လူအသက်ရှိလာရင်ဖျားပြုတ်တာဖြစ်တဲ့အတွက် ပြည့်စုံထိမ့်သိမ့်ဖို့လိုပါတယ်ဒီကနေ့ကျွန်တော်တို့ထိမ့်သိမ့်ဖို့လိုပါတယ်ဒီကနေ့ကျွန်တော်တို့အားလုံးမပြည့်စုံဘဲနဲ့ထိုင်ကြည့်အောင်နှစ်လလောက်ကျွန်တော်တို့ထိုင်ပြီးဆိုတာနဲ့ကိုအနန္တတွေထွက်လာမှာဖြစ်ပါတယ်သွားမတိုက်တဲ့အနန္တတွေကတပတ်လောက်ရှင်တော့ကျွန်တော်တို့ခံနိုင်တော့မှာမဟုတ်ဘူး ဒီအတိုင်းပဲအိမ်ထောင်ဆိုတာလည်းပဲဖယားသခင်ဟာတင်တော့ကိုပြုတ်စုဖို့အတွက်ထိမ့်သိမ့်ဖို့အတွက်ဥယင်တရင်လိုပြုတ်ဖို့အတွက်သူလှုပ်ထားတာပဲဖြစ်ပါလေ။ပေါင်းတွေရှင်းရမယ်။တင်တော့ကိုအပြင်ကနေခွဲခွာဖို့အတွက်တိုက်မဲ့အန္တရာယ်တွေကိုတားဆီးရမယ်။တင်တော့ကလှပအောင်လုပ်ရမှာဖြစ်ပါလေ။အခုကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်အိမ်ထောင်ပြုတ်တာ15နှစ်ကျော်ဖြစ်ပါပြီ။နှစ်20ထဲကိုဝင်လာတော့မှာဖြစ်ပါလေ။ကျွန်တော်တို့က မပြုတ်အောင်မကွဲအောင် အမြဲတမ်းပြုတ်စုရတာဖြစ်တယ်။မြေဩဇာတွေထဲရတယ်။ကျွန်တော်အခုချိန်ဆိုရင်ဘာလုပ်တယ်လဲဆိုရင် နောက်ဆုံးကျွန်တော်လုပ်တဲ့အရာပဲပြောပြမယ်။ကျွန်တော်လုပ်တာအများကြီးရှိတယ်။နောက်ဆုံးလုပ်တဲ့အရာဆိုရင်လွန်ခဲ့တော့၃ရက်က तू ဘောလီဘောပုတ်နေတဲ့အချိန်မှာ तू ပြန်လာတဲ့အခါကျရင်ဆိုပြီးတော့မှကျွန်တော်ရေအိုးထဲမှာရေအပြစ်ထည့်ထားပါတယ်။ပြီးတော့မှစာရွက်တွေယူပြီးတော့မှအချစ်ရဆုံးသောဇနီးတဲ့ 边拉的一卡，蚯眼一拽，一身的皮擦巴嘞，知道吗？啥个擦巴嘞？一乌那嘛，这脑肉嘎表素样嘛皮，陈登样嘛皮，都边拉嘞，一抽嘞，这脑盐紧了的，这脑眼睛空嘞，巴罗说都这脑为啥流？怕别人嘛都表面啊表骨，米样没的，都出来了卡，没嘛先别拉别嘞。 ကောင်းတယ်။ညနေအတွက်တမင်းဆန်းတော့မင်းမဒီနေ့ဘလို့ခံစားရလဲ